အားလုံးမင်္ဂလာပါအဝင်းချင်တဲ့မှာကျူဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ရုံးပရိသီရှိကိုငါရဲ့ဇက်တိုက်တောက်တုံးရင်တင့်ခန္ဓာကိုယ်မှာဘလို့ပြောင်းလဲမှုတွေဖြစ်လာကြလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရုံးပရိသီကိုအင်္ဂလိပ်လို lady finger လို့ခေါ်တယ်ဒါမှမဟုတ်ရင်လည်း okra လို့လည်းခေါ်ပါတယ်ဒါကိုရေမှာစိမ့်ထားရင်ရုံးပရိသီရှိဖြစ်လာပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့ကျမ်းပိုင်ခီးစဉ်မှာအထူးအရေးပါတဲ့ရုံးပရိသီ ရှိ Okra Water ရဲ့အကျိုးကျေးဇူးတွေကိုဆွေးနွေးပါမယ်။ရုံးမြေကြီးရေကို9ရက်ဇက်တိုက်တောက်သုံးရင်ခန္ဓာကိုယ်မှာဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရှေ့ဘိုးဘေတွေကရုံးမြေကြီးကိုစေဝါအဖြစ်သုံးခဲ့ကြပါတယ်။ဒါကြောင့်ရုံးမြေကြီးရေတောက်သုံးခြင်းဟာခန္ဓာကိုယ်အတွက်စေဝါအဖြစ်အစားအစာကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။9ရက်အတွင်းသင်ရရှိခံစားရမယ့်အဓိကအကျိုးကျေးဇူး၉ချက်ကိုအရင်ကြည့်လိုက်အောင် ယုတ်တည်သည့်ရေကိုငားရဲ့အတွင်းရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1အစာချေစနစ်ပုံမကောင်းမွန်လာခြင်းယုတ်တည်သည့်ရေမှာချွဲကြည့်တဲ့အရာပါပါတယ်ဒါကိုမြူစီလိတ်လို့ခေါ်ပါတယ်ဒါဟာပျော်ဝင်နိုင်တဲ့အမြင်ဓာတ် soluble fiber တမျိုးပါဒီအမြင်ဓာတ်ကဥလန်းချောင်းကိုပူစားပေးပါတယ်ဥလန်းချောင်းရောင်ရမ်းမှုတွေကိုချွတ်ချပေးနိုင်ပါတယ်ယုတ်တည်သည့်ဟာ ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ anti inflammatory property ဂုဏ်သတ္တိရှိတယ်။ခန္ဓာကိုယ်ကမီးတွေကိုနှိမ့်သက်ပေးပါတယ်။ဝန်းချုပ်တာလေးပွားတာတွေကိုတက်တာစေပါတယ်။သူ့မှာပါဝင်တဲ့အမြင်ဓာတ်ကဝန်းမှန်စေပါတယ်။နံပါတ်2သွေးရင်းတကြားဓာတ်ကိုပြင်ငင်စေခြင်းဆီးရုံမဖြစ်ချင်သူတွေနဲ့ဆီးရုံရှိသူတွေအတွက်အလွန်အရေးကြီးပါတယ်။ဒါကိုအစားမစားမီသွေးရုံပမာဏကိုလျှော့ချပေးပါတယ်။ တွေးကြိုရုပ်တဲ့အတက်အကျပြင်းထန်တာတွေကိုပြုပြင်ပေးပါတယ်အတက်အကျပြင်းတာဟာစီးကြိုဝေဒနာရှင်တွေအတွက်အန္တရာယ်အရှိဆုံးပါရုပ်ပရိသတ်ရေမှာပေါ်လီဖီနောနဲ့ဖလပနိုက်တွေကျွဲဝစွာပါဝင်လို့တွေးကြိုကိုထိန်းချုပ်နိုင်ပါတယ်နံပါတ်3ကြောက်ကပ်ကိုစီးကြောပေးခြင်းရုပ်ပရိသတ်ရေဟာတဘာဝစီးရွှင်စေလို့မျိုးလုပ်ဆောင်ပါတယ်ကြောက်ကပ်ကိုစနစ်တကျစီးကြောပေးပါတယ်ကြောက်ကပ်က C နဲ့ uric acid ကိုဖယ်ရှားပေးပါတယ်။ကြောက်ကပ်ကိုမဆေးကြောရင် acid ဓာတ်တွေစုပုံလာနိုင်ပါတယ်။နံပါတ်၄စွမ်းအင်တိုးတက်လာခြင်း။ဒါဟာတွေးကြိုကိုထိ ंछ ုံနိုင်လို့အဓိကဖြစ်လာတာပါ။ဒီရေဟာဖွဲ့စည်းပုံရှိတဲ့ရေ structure water လို့ခေါ်တဲ့ရေအမျိုးအစားပါ။တင့်ကိုရေဓာတ်အပြည့်အဝပေးပါတယ်။ဆဲတွေမပွားစေဖို့ကာဝယ်ပေးပါတယ်။ဆဲတွေနှေးကွေးနေရင် ခန္ဓာကိုယ်လည်းပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ရုံးမြေကြီးရှည်ဟာစွမ်းအင်ကိုတက်ကြွစေပါတယ်။နံပါတ်၅အသားရည်ဆိုပြေလာခြင်း။ကြောက်ကပ်ကိုစီကြောလို့ခန္ဓာကိုယ်ထဲကအစိတ်အောက်တွေကိုဖယ်ထုတ်ပေးပါတယ်။ရေဓာတ်အပြည့်အဝဖြည့်တင်းပေးတာကြောင့်လည်းအသားရည်ကောင်းမွန်လာပါတယ်။အသားရည်ဆိုတာတတိယကြောက်ကပ်ပဲဖြစ်ပါတယ်။ပင်မကြောက်ကပ်နှစ်ခုအလုံးကောင်းရင်တဲ့အသားရည်မှာအဖုအပိတ်ဝက်ချံ အညီဆက်တွေနေသွားပါလိမ့်မယ်။စပယ်နဲ့ခြေသေးလက်သေးတွေအတွက်ပါအကျိုးရှိပါတယ်။နံပါတ်6ကိုခံအားနှင့်တင်ပေးခြင်းရုံးပရိသီရေထဲမှာဆန့်ကျင်ဓာတ်တိုးပစ္စည်း antioxidant တွေအများကြီးပါဝင်ပါတယ်။ phenolic compound တွေလည်းပါပါတယ်။ bacteria ကိုဆန့်ကျင်တဲ့ bactericidal အစွမ်းလည်းရှိပါတယ်။ရုံးပရိသီရေဟာ e coli နဲ့ staphylococcus တို့ကို က်ဖြစ်ပေးပါတယ်။နံပါတ်9အမျိုးသမီးဟော်မုန်းမြတ်တာစီခြင်းဒါကအမျိုးသမီးတွေအတွက်တက်ရောက်မှုအရှိဆုံးအကျိုးကျေးဇူးတစ်ခုပါ။၎င်းမှာသဘာဝအီဆိုဂျင် natural အီဆိုဂျင်ဖြစ်တဲ့ပိုက်တိုအီဆိုဂျင်များပါဝင်ပါတယ်။ယာတီဆက်ဝိုင်းနဲ့တွေးစုံမိရဝေဒနာတွေကိုပုံမူကောင်းမွန်စေပါတယ်။ကွန်ဆောင်အမျိုးသမီးတွေမကြာခဏချို့တဲ့တတ်တဲ့ folate နဲ့ vitamin B ကွန်ပေါင်း တွေလဲကြွယ်ဝစွာပါဝင်ပါတယ်။တွေးဆုံးပြီးစလက္ခဏာတွေဖြစ်တဲ့စိတ်အပြောင်းလဲများနဲ့ကိုယ်ပူလာတွေကိုလည်းတက်တာစီးပါတယ်။နံပါတ်၈ကိုယ်လေးချိန်ရှော့ချပေးခြင်းပျော်ဝင်နိုင်တဲ့အမြင်ဓာတ် solo fiber ပါဝင်လို့ weight ကျဖို့ကူညီပေးပါတယ်။ရေဓာတ်ပြည့်ဝခြင်းကလည်းကိုယ်လေးချိန်ရှော့ချဖို့ပိုမိုဖြစ်စေနိုင်ပါတယ်။တွေးရင်းသကြားဓာတ်ကိုတည်ငြိမ်စေတဲ့အတွက်အစီတိုလောင်တဲ့ဟော်မုန်း fat storage hormone ဖြစ်တဲ့ insulin ကိုလည်းတည်ငြိမ်စေပါတယ်။ insulin ပမာဏမြင့်တက်နေသရွေ့သင့်ခန္ဓာကိုယ်ကအစီးတိုလောင်နေမှာပါ။နံပါတ်9ကာမစိတ်ဆန္ဒ libido ကို တိုးစေခြင်းဒီအကျိုးကျေးဇူးကအမျိုးသားအမျိုးသမီးနှိုးစလုံးအတွက်ကောင်းပါတယ်။လိင်စိတ်ဆန္ဒ libido ကျော်နေနေတာနဲ့အိမ်တော်ရေးပြဿနာတွေအတွက်ထူးသင့်တော်ပါတယ်။၎င်းကခန္ဓာကိုယ်ထဲမှာ ရေတကွန် waterfall တစ်ခုလိုပြောင်းလဲပေးနိုင်ပါတယ်။ရုံးမတည်သည့်ရေကိုဘလို့ဖြော်မလဲ။ရုံးမတည်သည့်ရေကိုအသုံးပြုမယ်ဆိုရင်ညဘက်မှာစိန်ထားရပါမယ်။အနည်းဆုံး12နာရီကနေ24နာရီအထိစိန်ထားဖို့လိုအပ်ပါတယ်။မနေ့ကင်းမှာဘိုက်ထဲမှာဘာမှမရှိတဲ့အချိန်မှာပထမဆုံးအချိုရေအဖြစ်တောက်သုံးသင့်ပါတယ်။တနေ့ကို16အောင်စတောက်ဖို့လိုအပ်ပါတယ်။ရတာကိုပြောင်းကျင်ရင်တာမယာကျန်းဒါမှမဟုတ်လိမ္မော်သီးစိတ် ထည့်နိုင်ပါတယ်။ရုံးမရေသီးရေကိုတောက်ပြီးရင်ရုံးမရေသီးတွေကိုလည်းပြင်ဆင်ပြီးစားသုံးနိုင်ပါသေးတယ်။မိကုံးနံပါတ်1ချွဲပစ်ပစ်ကဘယ်လိုခေါ်ပါသလဲ။ရုံးမရေသီးရေမှာပါတဲ့ချွဲကြည့်တဲ့အရာကို mucilage ချွဲပစ္စည်းလို့ခေါ်ပါတယ်။အကောင်းကစာရင်နဲ့ဥလမ်းကြောင်းကိုပူစားပြီးတဲ့ပျော်ဝင်နိုင်တဲ့အမြင်ဓာတ် solo fiber တစ်မျိုးဖြစ်ပါတယ်။ဒီချွဲပစ္စည်းကဥလမ်းကြောင်းကရောင်ရမ်းမှု inflammation တွေကို short ချပေးပြီး အတွင်းမီးကိုနှိမ့်တက်ပေးပါတယ်မိခွန်းနံပါတ်1ရုံးပရိသီရေကိုဘယ်လိုဖြော်ရမလဲဖြော်ဆက်နည်းကအလွန်ရိုးရှင်းပါတယ်အိုးတလုံးကိုယူပါအဲ့ဒီအိုးကတုံးတဲ့ဂျားတစ်ခုဖြစ်ရင်ပိုကောင်းပါတယ်အဲ့ဒီဂျားဟာ32အောင်စဖြစ်တဲ့ဂျားဖြစ်ရင်ပိုကောင်းပါတယ်အဲ့ဒီအတိုင်းတာဆိုရင်တောက်တဲ့အခါတဝက်ကိုတောက်ရင်16အောင်စဖြစ်နေလို့ပါရုံးပရိသီတွေကိုအိုးရဲ့တဝက်စာပြည့်အောင်ထည့်ပါအဲ့ဒီနောက်သဘာဝစမ်းရည် natural spring water ဒါမှမဟုတ်ရေသန့်နဲ့အိုးအပြည့်ဖြည့်လိုက်ပါ၎င်းကိုအနည်းဆုံး7နာရီကနေ24နာရီအထိစိန်ထားပေးပါဒီလိုစိန်ထားမှဆေးဘက်ဝင်အစိပ်ပိုင်းတွေရုံးပြည်သီးတွေကနေထွက်လာမှာပါရတာပိုကောင်းခြင်းရင်တမရကျန်းဒါမှမဟုတ်လေမော်သီးစိတ်ထည့်နိုင်ပါတယ်နေ့စဉ်ဖြော်တောက်နိုင်တယ်လို့ပုံမှန်တောက်ဖို့ကြီးမားတဲ့အိုးနဲ့တခါတည်းဖြော်ထားနိုင်ပါတယ်မိကုံးနံပါတ်3 ကောင်းကျိုးအများဆုံးရအောင်ဘယ်အချိန်မှတောက်ရမလဲအကျိုးကျေးဇူးအများဆုံးရဖို့မနေ့ခင်းမှတောက်ပါဘိုက်ထဲမှာဘာမှမရှိပဲပထမဆုံးအချိုရည်ဖြစ်တောက်ပါဒီနည်းနဲ့တောက်မှသာအစောပိုင်းမှာပြောခဲ့တဲ့အကျိုးကျေးဇူးတွေအားလုံးကိုရရှိမှာပါနေ့လည်စာစားပြီးမှဒါမှမဟုတ်တနေ့တာလုံးတောက်ရင်အကျိုးကျေးဇူးတွေညော်နေသွားတတ်ပါတယ်တနေ့ကို16အောင်စသာတောက်ဖို့လိုပါတယ်ရုံးမရေကြီးရေတောက်ပြီးတဲ့အခါမှာရုံးမရေကြီးတွေကိုပြင်ဆင်ပြီးစားသုံးနိုင်ပါသေးတယ် မိဂုံနံပါတ်၄ဆက်ချအောင်စဆိုတာတောက်တုံးကိုလိုအပ်တဲ့ပမာဏဖြစ်ပါတယ်လူတိုင်းနားလည်နိုင်အောင်အဲ့ဒီပမာဏကိုဘယ်လိုချိန်တွဲရမလဲကျွန်တော်တို့သုံးတဲ့ဂျားခရားတစ်ခုရှိပါတယ်အဲ့ဒီဂျားရဲ့အရွယ်အစက32အောင်စဖြစ်ပါတယ်ဒါကြောင့်ဆက်ချအောင်စဆိုတာအဲ့ဒီ32အောင်စအရွယ်ဂျားရဲ့တဝက်ပမာဏပဲဖြစ်ပါတယ်သင်ဟာတစ်နေ့တာလုံးမှာအဲ့ဒီဂျားတဝက်ပမာဏကိုမနေ့ကင်းမှာဗိုက်ထဲမှာဘာမှမရှိပဲတောက်တုံးမှုလိုအပ်ပါတယ် ဒီပမာဏကိုတောက်မှဒါရုံးမရီသည်ရေရဲ့ကောင်းကျိုးအားလုံးကိုရရှိမှာပါအစအဆုံးချစ်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်နောက်တော့လှုပ်လှုပ်ချစ်ရှုနိုင်မှုကို subscribe ကိုချိန်ချိန်ပေးထားပါပါလို့တရားရခံပါတယ် like နဲ့ share လုပ်တဲ့ page တင်ပါတယ်လူသားအားလုံးလွတ်လွတ်လပ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် happy great day